ကလေးကအရွက်တန်နည်းနည်းမလှတာကြည့်ပါဦးသူရဲ့အပွင့်လေးကတော့ဝေးနေတယ်ပေါ့နော်သုံးပွင့်လောက်ပွင့်နေဒါနဲ့အေကန်သက်အဆုတရားပဲအဲကျွန်တော်ထင်လားဇာလေးရကျတော့ကနည်းနောက်ကြမှာပွင့်မယ်ထင်လားဒါလည်းသူလည်းစော်ပွင့်တာပဲသူကကျတော့အာကျွန်တော်အိမ်မှာတော့ဆိုရင်တော့ဘယ်ခြေရောက်ပွင့်မှာလဲဆိုတော့ဒီကိုလာပိုင်းစပြီးပွင့်တာတွေ့ရတယ်အဲဒါပါဆယ်လပိုင်းမှာကြောင့်သိကြတယ်ဒီဆယ်လပိုင်းကိုလာပိုင်းဆယ်လပိုင်းနဲ့ဆက်တလပိုင်းအောင်ဒီသူတို့ပွင့်နိုင်ပြီးကြီးတယ်ခုနကပြတာကအပိုင်းအောင်လေးဒါကျတော့က နာတော့တားကြကဖေးဆိုင်အောင်လုပ်ဖို့စီမျိုးပေါ့နော်ဘောင်လာလာတော်ပန်းလေးတွေတော်ပန်းလေးတွေကထူကြတာသူကြသည်ရောက်မှာပဲသူပွင့်တာပေါ့နော်အငြင်းနဲ့ဆက်နေရတယ်မပွင့်ဘူးပေါ့နော်ဒါလေးကအပူပန်းမျိုးအလားလဲဆိုင်လို့ရတယ်ဖြတ်ပြူလို့ရတယ်အမှပဲကျွန်တော်တို့ကက်ချီနေတဲ့ကတက်ကတက်ကတောင်းနေတဲ့ဖြတ်ပြူလို့ရတယ်ပေါ့နော်ဒီပေါ့ပြီးရဲ့အကြောင်းလေးရဖေးဆိုင်အောင်နေတော့ဒါပြီးရဲ့ဖူလေးကကျတော့အဖြူရောက်မယ်ဒါပေမဲ့ပွင့်မှာပဲအာဝါမှာပဲဖေးဆိုင်အောင်ဖြစ်သွားတယ် ကလေးကအကျွတ်တာနည်းနည်းမလှတာကြည့်ပါဦးသူရဲ့အပွင့်လေးကတော့ဝေးနေတော့နော်သုံးပွင့်လောက်ပွင့်နေအဲ့မျိုးတဲ့ယူဆိုင်မယ်ဆိုမျိုးတုံးနိုင်လားဆိုတော့ဟာတော့သူက music light ဆန်နေပေါ့နော်ဥပမာပြဒါအရပြောမယ်ဆိုရင်ပင်ပြောအုပ်စုပဲမနော်ပင်ပြောအုပ်စုတွေကကျွန်တော်သိရတဲ့အတိုင်းအပင်ဆိုင်တဲ့လူတွေဒါပေမဲ့ gardening နဲ့ပတ်သက်ပြီးတော့ရင်းနှီးကျွမ်းဝင်တဲ့လူတွေ plant propagation ပေါ့နော်အပင်ပြိုတက်တဲ့လူတွေကကျတော့ကဒီပင်တွေကဆိုအေးအေးဆေးပါဥပမာဒီကောင်လေးကကတင်ဖြတ်ပြိုလို့ရတယ်ဒါလေးကကျွန်တော်အခုကဒီပေါ့နော်အရွက်20ကြာ20ကြာ20ကြာတရွက်ပြင်ပြီးတော့ပြိုလို့ရဥပမာ ဘယ်ဘယ်ပြောတော့ကျွန်တော်တောပင်လေးလေးကိုအိမ်မှာယူဆိုင်မယ်ဆိုတော့အာမျိုးတော့ယူရမှာပဲလေနော်မျိုးမိရင်လည်းမရအောင်ခုနကပြောတော့မျိုးယူမယ်မျိုးယူတဲ့ခါကျရင်လည်းမျိုးဆိုမှတော့အပင်အများကြီးမလို့မှပဲတဘာဝမှဆိုအပင်အများကြီးရှိတယ်တဲ့မျိုးတပင်လောက်ယူယူလိုက်ရပြီအဲ့ဒီပင်လောက်ကိုယူရဆိုရင်လည်းမယူခင်တော့ကိုယ်တည့်ရယူနီးစနစ်တည်းခုနကပြောလဲပြန်စိုက်ပြဖို့စနစ်တွေ ready ပြနေအောင်ပါဘောနော်ဟိုကိုယ့်ဘာကိုယ်မတက်ကြွမဲ့နဲ့မျိုးယူစားတော့မကောင်းဘူးခုနကပြောသလို level နဲ့ ိုက်တက်တန်နေနဲ့ရှိတဲ့လူမှာဟောဒါတွေဘယ်လိုစိုက်မလဲလိလာတင်ကြားပြီးမှပဲဟိုခဏပဲဒီလိုရေးစိုက်တာကောင်းတယ်ပေါ့နော်အဲ့ဒါလေးတော့အရေးကြီးတယ်ပေါ့တော့ကျွန်တော်တို့ကဒီချာလေးစိုက်မယ်ဟိုပြလိမ့်မယ်ညောစာလေးပေးမယ်အပွင့်စီလေးပေးမယ်ဆိုတော့ဒီလိုလက်လက်လေးရမှာပဲဖြစ်ပါတယ်ကြည့်ပါဦးနော်